ားလုံးမင်္ဂလာပါရှင် MPA သတင်းဌာနရဲ့ဒီကနေ့အော်တိုဘာ25ရက်နေ့မှာရရှိထားတဲ့အထူးခြားဆုံးသတင်းတွေကိုကျမခရစ်စတယ်ကတင်ဆက်ပေးပါရမရှင်ဒီနေ့တော့အထူးခြားသတင်းတွေလည်းစစ်တပ်ရွေးကောက်ပွဲကြောင့်ပြည်တွင်းစစ်ပို့ရှိကြစေနိုင်လို့စိုးရင်ကြောင်းပြောလာတဲ့ KIO ဥက္ကဋ္ဌရဲ့သတင်းရွေးကောက်ပွဲဝင်မဲ့ဇနီးကိုတတ်မယ်လို့ချိန်ချောက်တဲ့အမျိုးသားရှဲဖန်းခံရတဲ့သတင်း အဝရေဖခင်ကြီးစီကုံရှင်မုံဝင်ကြီးချုပ်ရှိရာမော်လမြိုင်ကိုချားပြန်တွေရွှေ့တော်မာလာဆိုတဲ့သတင်း slot game မှာအကျွေးသိမ့်ရချီတင်တဲ့လူငယ်ကိုကိုကိုအဆုံးစီရင်ထားတဲ့အကြောင်းမြမပညာရေးကိုစီအောင်စုအီရွယ်ချက်ရှိရှိဖြက်စီးနေရလို့ကုလာမတန်မတ်ကြီးပြောတဲ့သတင်း တောင်အမေရိကကိုစစ်ရင်အားအကြီးအကျယ်တိုးမြင့်နေတဲ့ trend ကြောင့် Venezuela တမရဖြုတ်ချခံရမှာစိုးရိမ်နေတဲ့သတင်းအဲ့လိုတနေ့တာအထူးကြဆုံးဖြစ်ခဲ့တဲ့ပြည်တွင်းပြည်ပသတင်းတွေကိုတင်ဆက်ပေးမှာဖြစ်ပါတယ်ပီရင်တဲ့နေကိုအယုံဆုံးရှုစားလိုက်ကြရအောင်ပါစစ်တပ်ရွေးကောက်ပွဲကြောင့်ပီရင်စီပို့ရှိကြစေနိုင်လို့ဆိုရင်ကြောင့်ခရိုင်ရဥက္ကဋ္ဌပြောလာတဲ့တဲ့နဲ့စတင်လိုက်ချင်ပါတယ် စစ်ကောင်ရှင်ပြုလုပ်ဖို့ကြိုးပမ်းနေတဲ့ရွေးကောက်ပွဲဟာလက်ရှိပြည်တွင်းစစ်ကိုအတိုးရှည်သွားစေနိုင်တဲ့အတွက်အထူးစိုးရိမ်နေလို့ကချင်လွတ်လပ်ရေးအဖွဲ့ KIO ရဲ့ဥက္ကဋ္ဌဗိုလ်ချုပ်ကြီးအင်ဘန်လကပြောကြားလိုက်ပါတယ်။ ဒီကနေ့အောက်တိုဘာလ25ရက်နေ့ကချင်လွတ်လပ်ရေးအဖွဲ့တည်ထောင်ခြင်း65နှစ်ပြည့်အထိမ်းအမှတ်နေ့မှာအခုလိုပြောခဲ့တာပါရွေးကောက်ပွဲကြောင့်ရွေးကောက်ပွဲကိုထောက်ခံသူနဲ့တန့်ကွက်သူအဖွဲ့ကြီးနှစ်ခု꿰သွားပြီးနှိမ့်နိုင်ပြောဆိုဖို့ပုံမှုခက်ခဲသွားလိမ့်မယ်လို့ KIO KIA ဥက္ကဋ္ဌဘိုလ်ချုပ်ကြီးအင်ဗန်လာကပြောပါတယ်စစ်ပွဲတွေတိုက်ပွဲတွေအဆုံးကက်လပ်ပါဖို့ကနိုင်ငံရေးညှိနှိုင်းဆွေးနွေးအဖြစ်ရှာတာဖြစ်ပါတယ် ဒါပေမဲ့မြန်မာနိုင်ငံထဲမှာရွေးကောက်ပွဲကျင်းပပြုလုပ်ဖို့ပြင်ဆင်နေတာတွေ့ရတဲ့အတွက်စိုးရိမ်မိပါတယ်။ဘာလို့လဲဆိုတော့ဒီရွေးကောက်ပွဲကို၆ခန်းနဲ့အဖွဲ့ပြန်ကွက်တဲ့အဖွဲ့ဆိုပြီးနှစ်ဖွဲ့ပေါ်လာတော့မှာဖြစ်တယ်။ဒီအဖွဲ့နှစ်ဖွဲ့ကလွယ်လွယ်နဲ့တည်နိုင်မှုခက်ခဲသွားတော့မယ်။ပြည်တွင်းစစ်ကလည်းပိုပြီးရှေ့ကျသွားနိုင်တယ်လို့ KIO KIA ဥက္ကဋ္ဌကသူတို့ရဲ့ပြန်ကြားရေးဌာနကတစင်းထုတ်လင်းတဲ့ရုပ်သံအတွင် ပြောဆိုထားတာတွေ့ရပါတယ်။ ဒါပြင်လာမယ့်ဒီဇင်ဘာ28ရက်မှာစိတ်ကောင်းခြင်းကျင်းပမယ်ရွေးကောက်ပွဲကိုမိသူတွေအနေနဲ့လက်ခံသည်ဖြစ်စေလက်မခံသည်ဖြစ်စေတဦးတယောက်စီပါဝင်မှုဟာတတိုင်းပြည်လုံးကလူလူရဲ့ဘဝအကန့်အမှားကိုအဆုံးပြတ်ပေးလိုက်တာမျိုး ဖြစ်လာမှကြောင့်တတိထားကြဖို့လဲကချင်ကောင်းဆောင်ကပြောပါတယ် KIO အနေနဲ့လည်းပြတ်ပေါ်လာနေတဲ့နိုင်ငံရေးအပြောင်းအလဲမှာတနိုင်ငံလုံးနဲ့တိုင်းရင်းသားအဖွဲ့အစည်းတွေအလုံးငင်းချမ်းမှုရရှိဖို့အတွက်မရက်မနာတွဲတော့အပြေရှာနေရလို့လဲဖိုးချုပ်ကြီးအင်ပန်လာကထည့်သွင်းပြောကြားတော်ပါတယ်ကချင်လွတ်လပ်ရေးအဖွဲ့ KIO ကို1960ပြည်နှစ်အောက်တိုဘာ25ရက်မှာဖွဲ့စည်းခဲ့ပြီးကချင်လွတ်လပ်ရေးတပ်မတော် KIO ကိုတော့1962ခုနှစ်ဖေဖော်ဝါရီ5ရက်မှာဖွဲ့စည်းခဲ့တာဖြစ်ပါတယ်။ ဒုတိယအနေနဲ့ရွေးကောက်ပွဲဝင်မဲ့ဇနီးကိုတတ်မယ်လို့ချင်းချောက်တဲ့အမျိုးသားရဲပန်းခံရတဲ့တရင်ကိုတင်ဆက်ပေးပါမယ်။လာမယ့်ဒီဇင်ဘာ28ရက်မှာကျင်းပမယ့်စစ်ကောင်စီရွေးကောက်ပွဲမှာကိုစလဲလောင်းအဖြစ်ဝင်ရောက်ရှင်ပြိုင်မဲ့ဇနီးတွေကိုတပ်ပစ်မယ်လို့ချိန်ချောက်တဲ့အမျိုးသားကိုရဲတပ်ဖွဲ့ကဖမ်းဆီးလိုက်တယ်လို့သတင်းရရှိပါရယ် 1990ပြည်နှစ်ကစလို့2020ပြည်နှစ်ရွေးကောက်ပွဲအထိ ပွဲတိုင်းရှုံးနေတဲ့တိုင်းရင်းသားစည်းလုံးညီညွတ်ရေးတဆညပါတီကနေဒေါ်လေးလေးမြင့်ဆိုသူကတိုက်ကြီးမျိုးနဲ့အမျိုးသားလွတ်တော် FPTV မဲဆန္ဒအနေနဲ့မှာလွတ်တော်ကိုယ်စားလှယ်လောက်အဖြစ်ဝင်ရောက်ရှင်ပြိုင်မှုရှိနေတာဖြစ်ပါတယ် ဒါကြောင့်ဒေါ်လင်းလင်းမြင့်ကိုခင်မွန်းဖြစ်သူကိုကျော်လင်းထွန်းကရှိုင်းနိုင်ခဲ့ပြီးရွေးကောက်ပွဲကနေမနှုတ်ထွက်ရင်တက်ပြင်မယ်လို့ခြိမ်းခြောက်လာတာကြောင့်အမျိုးသမီးကရဲတိုင်ခဲ့တဲ့အတွက်ဖမ်းဆီးခံခဲ့ရတာဖြစ်ပါတယ်။ပြီးခဲ့တဲ့အောက်တိုဘာ18ရက်မှာဇနီးဖြစ်သူရဲ့တိုင်ကြားစကြောင်းကိုကျော်လင်းထွန်းခခနန်းကိုအုတ်ကန်နေမြေစကန်က အမှတ်49မြင်းဆောင်2025မြင်းဆောင် ရွေးကဥတွေပုံမှာ24မြင်းဆောင်ကကျင်းရဲ့အမှုဖွင့်ထားတယ်လို့သိရှိရပါတယ်ရေကောက်ဝဲဥပဒေနဲ့ဖန်းစီထိမ့်သိမ်းထားတယ်လို့တဆညပါတီဗဟုအလုအမှုဆောင်အဖွဲ့ဝင်တအုပ်ကလည်းပြည်တွင်းသတင်းဌာနတွေကိုဖြစ်ကြားထားပါတယ် ကိုယ်စလဲလောင်းရဲ့အလုံးစုံရေးအနေရရှိမရှိဆိုတဲ့ကိစ္စတွေကိုစဉ်းစားပြီးတော့ရဲတပ်ဖွဲ့ကိုမြို့နယ်ပါတီကော်မတီအတွင်းရေးမှူးကတိုင်ချက်ဖွင့်ရတာပေါ့ခိုင်ကက်ရှင်ကိုယ်စလဲလောင်းဒေါ်လေးလေးမြင့်ကတိုင်ချက်ဖွင့်တာမဟုတ်ဘူးဒေါ်လေးလေးမြင့်ကပါတီကိုပဲတိုင်တာလို့တာဆညာပါတီဘိုးအလို့အမှုဆောင်အဖွဲ့ဝင်ဦးမြင့်သိန်းကစံတော်ချိန်သတင်းဌာနကို အခုလိုဖိချားထားတာတွေ့ရပါတယ် စစ်ကောင်စီကအောက်တိုဘာ3ရက်အထိ ထုတ်ပြန်ချက်အရရွေးကောက်ပွဲဥပဒေကိုအမှုဖွင့်ခံထားရသူ64ရောက်အထိရှိထားပြီးပထမအုံဆုံးရွေးကောက်ပွဲဥပဒေပုံမှ30နှစ်ကြာခြင်းနဲ့အမှုဖွင့်ခံထားရတဲ့တောင်စီမြို့နယ်အေးတရာမြို့ကကိုနေသွေးကိုစတိမ9ရက်မှာစစ်ကောင်ရှင်ကထောင်ဒဏ်9နှစ်ချမှတ်ခဲ့ပါတယ်ထမန်တဆပေးစနာကတော့အဝါရီဖခင်ကြီးစစ်ကော်မရှင်မူဝင်ကြီးချုပ်ရှိရာမော်လမြိုင်ကိုကြားပြန်နေ ရှိတော်မလားဆိုတဲ့သတင်းဖြစ်ပါတယ် ကြောင်ပြန်စင်နာရီရှိရ KK Park Queen ကိုစစ်ကောင်ရှင်တက်ကဝင်စီးပြီးနောက်မွန်ပြည်နယ်မြို့တော်မော်လမြိုင်ကိုကြားဖြန်နေထွက်ပြေးခုလုံနေကြရလို့တတင်းရရှိပါတယ်။ဒါကြောင့်အဝရေးဖခင်ကြီးစစ်ကောင်မရှိမဝင်ကြီးချုပ်ဦးအောင်ကြည်သိန်းရှိရာဒေတာမှာကြားပြန်စင်တာရင်းအခြေစိုက်တော်မလားဆိုတော့မေကွန်းတွေလည်းစကြေလလောင်းထပ်ပေါ်လာနေပါတယ်။ အောင်ကြည်သိန်းရဲ့စီးပွားရေးမိဘ BG ရဲ့လောင်ကစားဒိုင်ကျုံတချို့ရဲ့အစီအမံနဲ့အခုလိုရောက်ရှိခလိုနေတာဖြစ်တယ်လို့မွန်ပီနန်အစိုးရအဖွဲ့ရုံးနဲ့နှိစက်သူတအုပ်ကပြောပါတယ် KK Park ကထွက်လာတဲ့ကောင်းနေတဲ့ကတချို့ကရွှေကုတ်ကိုပြေးတယ်တချို့ကတော့ရန်ကုန်ပြေးတယ်အခုမွန်လမြန်ရောက်နေတဲ့ကောင်းတွေကမြောက်ရီအစီအနေကို တခေါ်လောက်ဝေးတဲ့မော်လမြိုင်ကနေစောက်ကြည့်ခြင်းတဲ့သဘောလို့ထင်တယ်။အကြီးစားကြပြန်နေတော့မဟုတ်ဘူး။သူတို့လောင်းကစားတိုင်းအတိုင်းဝိုင်းကနေကြားရတဲ့လောက်အလက်စားအစင်လို့သူကပြောပါတယ်။မူဝင်ကြီးချုပ်ရဲ့ခွင့်ပြုချက်နဲ့ကြားပြန်တွေကိုလက်ခံထားတာဖြစ်ပြီးအဓိကနဲ့မြန်မာငွေတွေမဟုတ်ပဲနိုင်ငံခြားဘဏ်ငွေနဲ့ဒေါ်လာတွေတောင်အမြောက်အများရနိုင်တယ်လို့ပြောဆိုနေကြပါတယ် လက်ခံထားတော့ပတ်စံလဲမျိုးမျိုးမညံ့ရမယ်။ကြားပြန်တယ်လဲဆက်သွဲရမယ်။ရွေးကောက်ပွဲပြီးသွားရင်အခုလိုမျိုးပေါ်မှာလမ်းကစားဝိုင်းနေပေါ်တင်လောက်ရတာမျိုးရကြမှာရတော့မှာ အဲ့ဒီခါကျရင်လောင်းကစားကနေရတဲ့လိုင်းကျေမရှိတော့ဘူးအဲ့ဒီတော့လောင်းကစားနေရာမှာအတန်တိတ်လေးနဲ့အခုလောင်းကစားလိုင်းကျေထံအများကြီးပုံရမယ်ကြားဖြန်ကိုဝင်ကြီးချုပ်တို့ကလှမ်းချင်နေတယ်ထင်တယ်လို့ MB ရဲ့မော်ဆိုးရယုံသတင်းရင်းမြစ်ကပြောပါတယ်မော်လမြိုင်မှာလိုင်းအောက်ခလုံးနေတဲ့တရုတ်ကြားဖြန်ရေးအတွက်ကိုတေချာမသိပေမဲ့အများများမရှိနိုင်မဲ၁၀ကနန်းလောက်ပဲရှိနိုင်တယ်လို့မြို့ကန်တွေကခန့်မှန်းကြပါတယ် ကြားပြန်လို့ကြက်စာရမြောက်ဒီနဲ့မော်လမြိုင်ဟာလန်ကီအစီအနေကောင်းရင်နိုင်ပိုင်းတွင်တွားရောက်နိုင်တဲ့အနည်းဆုံးမှာတည်ရှိနေပါတယ်။ဆက်လက်ပြီး slot game မှာအသွေးသိမ်းရကြီးတင်နေတဲ့လူငယ်ကုကကိုအဆုံးစင်လိုက်တဲ့တရင်ကိုပြောပြပါအောင်မယ်။ရန်ကုန်မြို့တာမွေမြို့နယ်မှာနေထိုင်သူလူငယ်တဦးဟာ slot game ဆော်ရကနေအသွေးသိမ်းရနဲ့ချီတင်သွားတဲ့အတွက်ကုကကိုအဆုံးစင်လိုက်တယ်လို့တရင်ရရှိပါတယ်။ အော်တိုဘာ23ရက်မှာကျုံးဆက်ချအဆုံးစီရင်သွားတာဖြစ်ပြီးဒီသတင်းကိုကြားသိထားတဲ့မြို့ခံလူတို့ကပြောပါတယ်တောင်ဝင်းမြို့နယ်မြစ်တာညုံရက်ကွာမှာအဆောင်နေတဲ့အသက်22နှစ်အရွယ်လူငယ်အမျိုးသားဟာစလော့ကိန်းကို အလွန်အကျွံဆော့ကစားရာကနေအရှုံးများလာကအကျွေးကျက်သိန်းရနဲ့ချီအထိရှိလာခဲ့တာကိုသတိထားခဲ့ပြီးနောက်အောက်တိုဘာ23ရက်မနက်ပိုင်းမှာ အဆုံးစီရင်သွားတာလို့အဲ့ဒီရက်ကွာမှာနေထိုင်သူတချို့ကပြောပါတယ် သူဒီလိုအဆုံးစီရင်ခဲ့တာကိုတဆောင်နဲ့အတူနေသူတဦးကအခန်းပြင်လမ်းလျှောက်ထရင်တွေ့မြင်သိရှိခဲ့တာဖြစ်တယ်လို့ဆိုပါတယ်။အဲ့ဒီဂိန်းစော်လို့ချမ်းသာသွားတဲ့သူမရှိပါဘူး။အကုန်ဘဝပြတ်သွားတဲ့သူတွေကြီးပဲ။ဘဝပြတ်တာမှာတတော်ကိုပြတ်ကြတာဒီကလူငယ်တွေကအလောက်ကန်အခွင့်အလမ်းလည်းမရှိကြတော့ဝင်ငွေအလွယ်ရဖို့အတွက်လမ်းလွဲလိုက်မိနေကြတာ။အခုရက်ကွက်ထဲမှာလည်းပေါ်လာလိုက်တဲ့လောင်းကစားစိတ်ဝိုင်းနေမှအများကြီးပဲလို့တာဝန်မျိုးနဲ့အတွင်းနေထိုင်သူတဦးကပြောပါတယ်။ စလော့ကိန်းရလဲကြားပြန်ခိုင်းလို့လူသိများတဲ့အွန်လိုင်းငွေလေလုပ်ငန်းတွေကပဲဖန်တီးထုတ်လုပ်ထားတာဖြစ်ပြီးပြည်တွင်းမှာကစားသူအလွန်များပါတယ် ဆရာနာသိမီနောက်ပိုင်းလင်းနစ်ကျော်ကာလအတွင်းမြန်မာနိုင်ငံမှာလူသုံးဦးမှာတအူနှုံနဲ့စုစုပေါင်းလူဦးရေ16.8တန်ဟာအစာအာဟာရလုံလုံလောက်မရရှိမှုကိုရင်ဆိုင်နေရပြီးပြီးခဲ့တဲ့2024ခုနှစ်မှာရှိခဲ့တဲ့ဝင်ရမဖို့လုံသူ လူဦးရေ17.3တန်ကနေတိတိတသာတိုးမြင့်လာနေရလို့ကမ္ဘာစားနပ်ရိက္ခာအစီအစဉ် WFP ရဲ့အစီရင်ခံစာအရသိရပါတယ်။ နောက်ဆုံးပြည်တွင်းသတင်းအနေနဲ့မြမပညာရေးကိုစီအုပ်စုရည်ရွယ်ချက်ရှိရှိဖြည့်ဆည်းနေရလို့ကုလမတမ်မကြီးပြောလိုက်တဲ့အကြောင်းကိုပြောပြချင်ပါတယ်။ စာတင်ကျောင်းတွေကိုရည်ရွယ်ပုံးချဲ့နေတဲ့စစ်တပ်ဟာမြမပညာရေးကိုရည်ရွယ်ချက်ရှိရှိတိုက်ခိုက်ဖျက်ဆီးနေရလို့တာမန်ကြီးဦးကျော်မိုးထွန်းကကုလရေးမြမပြောကြားလိုက်ပါတယ်။အောက်တိုဘာ24ရက်မနေ့ကပညာသင်ကြားခွင့်ခေါင်းစဉ်နဲ့ကုလသမဂ္ဂမှာကျင်းပတဲ့ဆွေးနွေးပွဲအတွင်းကုလသမဂ္ဂဆိုင်ရာမြမအမြင့်ကိုယ်စားလှယ်တာမန်ကြီးဦးကျော်မိုးထွန်းကအခုလိုထည့်သွင်းပြောကြားခဲ့တာပါ။ အဲ့ဒီလိုဖြက်စီးနေရတဲ့တင်ကြရဲ့အဆောင်တွေကိုစည်ရည်ရီမှန်ချက်တွေအတွက်တိုးမြင့်အသုံးချလာတာဟာမျိုးဆက်တစ်ခုလုံးရဲ့ဂုံတိတ်ခါနဲ့အနာဂတ်ကို ကမြတ်တက်ယူရာရောက်တယ်လို့တာမန်ကြီးကပြောပါတယ် ရန်ကုန်အခြေဆိုင်နိုင်ငံရေးဆောင်ပါရှင်တုံးကတော့ကလင်းငယ်တွေကိုတက်နေရတွေစတင်ချောင်းတွေစေယုံတွေကိုဘုံကျဲတိုက်ခိုက်မှုဆိုတဲ့အရက်ဆက်စုံအယုတ်ကန်းဆုံးလုပ်ရတွေကိုစစ်တပ်ကအလွယ်တကူပဲထမင်းစားရည်တောက်ရည်ရချက်ရှိရှိလုပ်နေတာဟာမတက်တာလို့အကြမ်းဖက်လိုက်ရတာမျိုးမဟုတ်ဘူးဆိုတာနိုင်ငံတကာကမမြင်ချင်အောင်ဆောင်တာတွေစစ်တမ်းကရပ်ဖို့လိုပါပြီလို့ NBA ကိုပြောပါတယ်ဥကြုံမွန်ထုံးကစေအောင်စုကရည်ရချက်ရှိရှိလှုပ်ဆောင်နေတဲ့ စစ်မှတ်လှုပ်ရှားမှုအတွင်း CDN လှုပ်ရှားမှုမှာ ပါဝင်နေတဲ့ဆရာဆရာမတွေနဲ့ကျောင်းသူကျောင်းသားတွေကိုတရားလက်လို့ဖမ်းဆီးထုတ်နောင်တာနဲ့ထောင်ချတာတွေပါဝင်ပြီးစာတင်ကျောင်းတွေကိုတင်ယူတာကျောင်းဆောင်တွေကိုစစ်စခန်းတွေအဖြစ်အသုံးချတာနဲ့စာတင်ကျောင်းတွေကိုတိုက်ခိုက်တာတွေကိုလည်းစိတ်ဖန်များစွာလှုပ်ဆောင်နေရလို့ပြောပါတယ်အခုကလူငယ်ဆဲဦးမလေးဦးဟာဖီရင်းကနေစွန့်ခွာရွှေ့ပြောင်းနေကြပြီးចောင်းနေရွယ်ကလေး58ရာခိုင်နှုန်းသာចောင်းတက်ရောက်လျက်ရှိက9တန်းက ခန့်သောចောင်းနေရွယ်ကလေးတငယ်တွေဟာចောင်းထွက်ထားတာကြောင့်မျိုးဆက်တစ်ခုစာဆုံးရှုံးရမယ့်အခြေအနေနဲ့ရင်ဆိုင်နေရတယ်လို့တမ်မကြီးကကုလဆွေးနွေးပွဲမှာပြောကြားသွားခဲ့ပါတယ်။နောက်ဆုံးပြီးပါတဲ့နေနဲ့တောင်အမေရိကကိုစင်ဟာကြီးကျယ်တိုးမြင့်နေတဲ့ Trancha Venezuela သမရာဖြုတ်ချခံရမှာကိုစွရင်နေတဲ့အကြောင်းပြောပြရင်ဒီနေ့အတွက်ကျမရဲ့သတင်းတင်ဆက်မှုတွေကိုရပ်နားလိုက်ချင်ပါတယ်ရှင်။ လက်တင်အမေရိကမှာမွေးရစေမောင်ကိုကိုင်းတွေကိုတံပြန်နေနေမှုအမေရိကန်စစ်တပ်ကစစ်အာကြီးကျယ်တိုးမြင့်နေပါတယ်။အဲ့ဒီအချိန်မှာပဲပင်တကွန်စစ်ဌာနချုပ်ကလေရင်တင်တင်မော်တိုက်ခိုက်ရေးအဖွဲ့တစ်ဖွဲ့ကိုဆေလူဖို့အမိတ်ပေးလိုက်ပါတယ်။အမေရိကန်သမ္မတဒေါ်နန်ထရန့်ကမွေးရစေဝါမောင်ကိုတင်ပို့တယ်လို့စွပ်စွဲခံထားရတဲ့လှေတွေကိုပြစ်မှတ်ချပြီးစက်တင်ဘာလအစောပိုင်းမှာစစ်ရေးလှုပ်ရှားမှုစတင်ခဲ့ပါတယ်။ အဲ့ဒီတိုက်ခိုက်မှုတွေထဲမှာနေဆက်စည်းလောက်ပြက်စီးသွားခဲ့ပါတယ်။ဒါပြင်အဲ့ဒီစစ်စင် ရေးရဲ့တစိ့တစ်ပိုင်းအနေနဲ့အမေရိကန်စစ်တပ်ကအင်အားတွေတိုးချဲ့နေရမှာ F-35 ရေဒါရှောင်းတိုက်လေယာဉ်စေစင်းနဲ့အမေရိကန်ရေတပ်တင်မောရှစ်စီးပါဝင်တာကြောင့်အမေရိကန်ရဲ့အကြီးကယူမန်ချက်ကသမရနီကိုလက်စ်မာဒူရိုကိုဖြုတ်ချဖို့ဖြစ်နေရဆိုပြီးဖင်နီဇွဲလာမှာစိုးရိမ်မှုတွေဖြစ်ပေါ်လာခဲ့ပါတယ်။ ဖနီဇွဲလာတမရာမာဒူရိုကထရန့်အစိုးရဟာထာဝရစစ်ပွဲအစ်တစ်ခုကိုလှုပ်ဆော်နေရလို့တောက်ကြနေညနေပိုင်းမှာဆွဆွဲပြောကြားသွားခဲ့ပါတယ်။သူတို့ကနောက်ထပ်ဘရော့မာစစ်ပွဲမှာပါဝင်မှာမဟုတ်ဘူးလို့ကြေညာပေးခဲ့ပေမယ့်ကျွန်တော်တို့တာစီရမယ်စစ်ပွဲတစ်ခုကိုသူတို့ဖန်တီးနေကြတယ်လို့တမရာမာဒူရိုကဆိုပါတယ်။ အမေရိကန်နဲ့ဗင်နီဇွဲလားအခြေတင်ဖြစ်နေရကအမေရိကန်ရဲ့တိုက်ခိုက်မှုတွေကိုဖြစ်ဖြစ်ထထန်ဝေဖန်ခဲ့တဲ့ကိုလံဘီယာကဂူစတာဘို ပက်ထရိုကိုလည်းပါဝင်လာခဲ့ပါတယ်။ပက်ထရိုဟာမွေးစေးမှောင်ကိုကူးမှုကိုကြီးထွားအောင်ခင်ပြုခဲ့တယ်ဆိုတော့ဆွဆွဲချက်နဲ့တောက်ကြနေမှာ အမေရိကန်အစိုးရရဲ့တန်ခတ်ခြင်းကိုခံခဲ့ရပါတယ်။ပင်ကွန်စစ်ဌာနချုပ်ပြောရေးဆိုခွင့်ရှိသူရှောင်းပါနေကတော့ USS ကျရဲအာဖို့လီယန်တင်တင်မောနဲ့တွဲဖက်ပါလာတဲ့တင်မောရီစီလိုတာဟာနိုင်ငံဖြတ်ကျော်ရာဇဝတ်ဂိုင်းတွေရဲ့မူရစ်စေမောင်းကိုကူမှုကို ဖြိုခွဲဖို့အားနည်းအောင်လုပ်ဖို့နဲ့ဖြတ်သိမ်းမှုအတွက်ရှီဗီသာဆွမ်းဆောင်ရည်တွေကိုမြင့်တင်ပေးပြီးအားဖြည့်ပေးလိမ့်မယ်လို့ထုတ်ပြန်ပြောကြားပါတယ်။ ် MP ရဲ့တနေ့တာထူးခြားတဲ့သတင်းတွေကိုတင်ဆက်ပေးခဲ့တာပါ MP ရဲ့တင်ဆက်မှုတွေကိုအဆုံးထိကြည့်ရှုအားပေးသူအားလုံးနဲ့တကွာဝင်ရောက်မှတ်ချက်ပြုပေးသူအားလုံးကိုလည်းအထူးပင်ကျေးဇူးတင်ရှိပါတယ်မြမပြည်သူပြည်သားပေါင်းကိုစိတ်တစ်ဖြာစမ်းမချမ်းသာပြီးဘဝအမော်တွေပြကြပါစီရှင်